ဘာဖွဲ့မှာမရခဲ့ရမယ်ကမ္ဘာသမိုင်းကိုရေးထိုးနိုင်ခဲ့တဲ့ AR တိုင်းကဘန်းတတော်သားသတ္တမဝင်တဲ့ကွန်ဖနက်စီပြည်နေရေးညီဝစ်လို့ဒုတိယအနေနဲ့ကြောင်းထွက်လိုက်ရပါမယ်ကမ္ဘာကုလသမဂ္ဂရဲ့အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့သူအိုင်ဘုသန် solemnly swear to exercise in all loyalty discretion and conscience ဒေါသမှုယုံကြည်မှုနဲ့သူ့ရဲ့ပြင်ပတဲ့ဆုံးဖြတ်ချက်တွေကြောင့်နေလားညာလားမသိနိုင်တဲ့နျူကလ িয়ার စစ်ပွဲကိုဈာဝင်ဖြေရှင်းပေးနိုင်ခဲ့တဲ့ကမ္ဘာလေကမြန်မာနိုင်ငံသားဘယ်ရတရားမဟုတ်တဲ့လို့ပြည်ပပညာတော်တင်တွားရောက်ခဲ့ဘူးလို့မဟုတ်ပေမဲ့နိုင်ငံခြားတက္ကသိုလ်ကောလိပ်30ကျော်ကပါဂုံရူးဆောင်ဘွဲ့စိတ်ပေးရခြင်းကိုခံခဲ့ရတဲ့ပန်းတော်သားဦးမန်ဦးဒဟေလိုဖြစ်မလာခင်1996ခုနှစ် မြေပိုင်ရှင်အနည်းမောင်နဲ့နှစ်ဦးကတရားဝတိတိုင်းပန်းတံတော်မြို့မှာကလေးရီယာကိုမွေးဖွားခဲ့ပါတယ်။နှစ်နှစ်သားအရွယ်ထိနမပေကမွန်တင်မလောက်ရသေးတဲ့တောက်ကြားသားကိုဒုတိယဒရက်စာခေါင်းကြီးပိုင်းမှာပါလာတဲ့နေချင်းအင်္ဂလိပ်တွေကိုတော်လန်းနေတဲ့မင်းလောင်မောင်တန့်ကိုအားကြပြီးမောင်တန့်ရဲလို့နမတွင်စေခဲ့တာပါ။ထက်တော့မဲ့ဓာသားပြီးပြီးသူကအလက်ထန်းကျောင်းသားဘွားကဆက်လို့အင်္ဂလိပ်စာကိုကောင်းကောင်းရေးနိုင်ပတ်နိုင်နေခဲ့ပါပြီ။ထက်တန်းကျောင်းရောက်မှတော့ဖခင်ပြည်သူဆုံးရှုံးခဲ့ရပြီးကျောင်းထက်ရလာအောင်ထိခစ်ခဲ့ရပါတယ်။ 1996မှာတော့သူကအထက်တန်းအောင်လို့တက္ကသိုလ်ကို ရောက်ရှိလာခဲ့ပြီးမောင်မြတ်ဆိုတဲ့ကြောက်အရိုင်းတောင်းလေးကိုအယောင်တင်ပေးမယ်ဦးနုဦးမြုံမင်းဦးထင်းအောင်တို့နဲ့မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ် God with me the greetings and the best wishes of the people of Burma to the people of the United Kingdom ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူကအကိုကြီးအဖရာပြီးပြီးညီဖြစ်သူတက္ကသိုလ်ရောက်မှာတော့ကျောင်းကိုဒုတိယနေ့နဲ့နားပြီးပန်းတဲ့တော့အထက်တန်းကျောင်းမှာအသက်22နှစ်နဲ့ကျောင်းဆရာပြန်လုပ်ခဲ့ပါတယ် ဒီလိုနဲ့16နှစ်ကြာမှတော့ဦးသန်းတို့မိသားစုအင်္ဂလိပ်သတင်းစာထုတ်ဖို့အတွက်ရန်ကုန်မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်1948ခုနှစ်ဇူလိုင်16မှာတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ခေါင်းဆောင်တွေထောက်ကြံခံခဲ့ရခြင်းဦးနုဟာဝန်ကြီးချုပ်တာဝန်ယူကအစိုးရဖွဲ့ဖွဲ့ခဲ့ပြီးဦးသန်းကိုပြန်ကြားရေးဝန်ကြီးဖြစ်တာဝန်ယူစေခဲ့ပါတယ်အဲ့ချိန်ကစလို့ဦးသန်းရဲ့ဘုံမင်းနေလာတောက်ပတ်ခြင်းဟာရောက်ရှိလာပါတော့တယ်သူဟာအတွင်းဝင်ဖြစ်နိုင်ငံပေါင်းများစွာကကမ္ဘာခေါင်းဆောင်တွေနဲ့တွေ့ဆုံရင်းနှီးခဲ့ပြီး နိုင်ငံတကာရေးရတွေကိုလိမ့်လာတင်ယူခွင့်ရရှိခဲ့ပါတယ်1962ခုနှစ်စက်တင်ဘာလမှာတော့ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ် Gus Hamasho လုံရင်ပြက်ပြီးသိဆုံးချိန်မှာတော့ဦးတန့်ကိုသူ့နေရာမှာအစားထိုးတောင်းဝန်ယူဖို့နိုင်ငံပေါင်းများစွာကအကောင်းဆောင်နေရာသဘောတူခဲ့ပေမဲ့ပြင်းထန်တဲ့နမကရက်ဖို့လို့ဆိုပြီးကန့်ကွက်ခဲ့ပါတယ်ဒါပေမဲ့ဦးတန့်ဟာသူ့အနေနဲ့ပြင်းထန်အင်ပါယာကိုထွေအောင်ခဲ့တဲ့နာပိုလီယန်ထက်အရင်နဲ့ပိုရှည်ပြီးအင်္ဂလိပ်စကားကိုလည်းသူ့ထက်ပိုပြီးရိုးရက်ဖတ်တတ်ပါတယ်ဆိုပြီး သူ့ကိုကန့်ကွက်ခဲ့တဲ့ပြည်သူ့တနမန်ကိုအနိုင်ယူပြီးကုလသမဂ္ဂရဲ့အထွေထွေတွင်းရေးမှုချုပ်ဖြစ်လာခဲ့ပါတယ်အဲ့ဒီမှာဆက်လို့ကဘာကြီးအားနိုင်ငံသားဦးတန်းကိုဘိုးလောင်ကြားကိုအသက်သွင်းပြီးစေလိုရစေလိုရတဲ့မော်ဆရာတဝူးတွင်ကြောင်းပေးလိုက်ပါတော့တယ် ်အတွင်းမှုဖြစ်ပြီးတနစ်ခန့်ကြာမှာတော့နျူကလ িয়ার စစ်ပွဲစီဥတည်တဲ့ကျူဘာဒုံးပြန်စစ်ပွဲကိုသူကိုယ်တိုင်ပဲကင်တွယ်ဖြေရှင်းခဲ့ပါတယ်။တကယ်တော့ဥဒတ်ဆိုတာဘယ်တက္ကသိုလ်ကမှဘာဖွဲ့မှမရခဲ့လို့ဒီပပညာတော်သင်ဖြစ်လေသွားရောက်ခဲ့ဘူးသူမဟုတ်ပေမဲ့နိုင်ငံခြားတက္ကသိုလ်ကောလိပ်30ကျော်ကပါဂိုရုဆောင်ဘွဲ့တိတ်တွေပြည့်ရခြင်းကိုခံခဲ့ရတဲ့အေယာဝတီတိုင်းတန်းတော်မျိုးကလူငယ်လေးတယောက်ကကမ္ဘာသမိုင်းကိုရေးထိုးခဲ့ဘူးပါတယ်။